ကဲဒီတစ်ခါမှာတော့အင်ဂျော်ပဲဂျော်လေးနဲ့မုတ်ပတ်တုတ်လှုပ်ရှားပါမယ်ဒီပဲဂျော်ဂျော်နီလေးကတော့အရင်တစ်ခါကကြော်ပြပေးမှုရဲ့အတွက်စီးရဲဝေါ်ထဲမှာဝင်ပြီးတော့လေးလာကြည့်လို့ရပါတယ်ရှာရလွယ်အောင်လို့ comment မှာ link လေးလေးထည့်ပေးထားပါအောင်မယ်။မုတ်ရီစက်နီအချိုးအစားကိုလည်းအတိအကျသေးချာရေးပေးထားတဲ့အတွက်ချစ်တငယ်ချင်းနဲ့အလွဲတကူလိုက်လို့လို့ရပါတယ်။ဘဲကြော်ရပြီဆိုရင်တော့ငါးပြုတ်ဖို့ပြင်ဆင်မယ်။ အိုးတစ်ခုတည်းကိုဘာတာကူတာလို့ခေါ်တဲ့ချင်းမွေးတောင်ငါးကိုထည့်ငါးကိုတော့အလွဲတကူရှာလို့ရတဲ့ငါးကိုပဲသုံးသွားပြလို့ရပါတယ်မရုပ်ကောင်းတဲ့စားထည့်ရေမြုံအောင်ထည့်ပြီးတော့ပြုတ်ထားပေးလိုက်မယ်မိနစ်20လောက်ပြုတ်ထားပေးပြီးတော့ငါးလေးတွေရွေးဖိပြီးတော့အေးခံထားလိုက်ငါးပြုတ်ရလေပြန်သုံးမှမလို့စစ်ထားလိုက်မယ်အရင်ဆုံးစီချက်ချက်ကိုချက်သွင်းလေးတွေကိုပပလေးရမယ်ကြပါပြီဆိုရင်တော့စီချက်ချက် ီဂျင်ကိုတော့အခုလိုရွှေရောင်လေးတန်းလိုက်ရရပါပြီ။ငပိစိမ်းစားကိုလည်းငါးပြုတ်လေးထည့်ပြီးတော့ကြေအောင်ဖြော်ထားလိုက်မယ်။ပြီးရင်တော့ငရုတ်သီးစိမ်းကိုကြိတ်ထားမယ်။စီဒီကတော့အရမ်းမဆက်တဲ့ငရုတ်သီးအပွအရှည်ကိုတုံးထားပါတယ်။ရပြီဆိုရင်ခဏဖိတာ။အေးခံထားတဲ့ငါးတွေကိုလည်းအသားပဲနှွင်ပြီးတော့အရိုးတွေကိုဖယ်ထုတ်။ရိုးပယ်ထားတဲ့ငါးအသားတွေကိုလည်းခြေပေးထားမယ်။ရပြီဆိုရင်စီတက်ဖို့စပြင်မယ်။အိုးတစ်ခုတည်းကိုစီထည့် ကျစ်တွန်အဖြူအနီလေးထည့်မယ်။စီသက်တဲ့နေရာမှာပိုမွေးအောင်လို့စပလင်တို့ချင်းတို့လည်းထည့်သွားပေးလို့ရပါတယ်။ခုနကကြိတ်ထားတဲ့ငရုတ်သီးတွေထည့်၊မုတ်ဖက်တို့လုပ်ဖို့အတွက်ကတော့ရခိုင်တို့ဗမာတို့မိမိကြိုက်နှစ်သက်တဲ့အတိုင်းလုပ်သွားပေးလို့ရပါတယ်။စီသက်ထားတာအနံလေးတွေမွေးပြီဆိုရင်ငရုတ်သီးအစိမ့်မုတ်နဲ့စနစ်မုတ်ကိုထည့်။ဒါကတော့စီဒီစားနေကြငါးစီသက်စတိုင်လေးဖြစ်ပါတယ်။ပြီးရင်တော့ငါးအသားနှွင့်ထားတာလေးတွေထည့်မယ်။ ။နန်းလေးမွေးလာပြီးချောက်ချောက်လေးဖြစ်သွားတဲ့အဖြစ်စီတက်။ပြီးတော့ငါးပြုတ်လေးလေးထည့်ပြီးငါးအသားလေးတွေမွေးလာပြီးတော့အီအီလေးဖြစ်လာပြီဆိုရင်ခုနကပြောထားတဲ့စဉ်းစားငပိအရေးလေးထည့်ပြီး nên đi bỏ nên đi lu sa lên nên tịch lại cái. Nên lên mới là vì suy nó. Ngá a ta ị ị lên ngá xì chẹt a sin tin ဖြစ်ပါ ಬಿ. ခုနကဖယ်ထားတဲ့ငါးပြုတ်ရီကိုဟင်းကြိုချက်ဖို့ စစ်တုံပြူစားထည့်ပြီးတော့အရင်ဆူအောင်တဲလိုက်မယ်။ရင်ဆူလာပြီဆိုရင်တော့အစင်းနဲ့ပြင်ထားတဲ့ကော်ပီတုတ်တွေထည့်။အဖုံးအုပ်ပြီးတော့ကော်ပီတုတ်တွေနူးတဲ့အထိထပ်တဲထားလိုက်။ဟင်းကျူကိုချကန်ဒီမှာငရုတ်ကောင်းလေးဖြူအနံ့လေးမှုန်းနေတဲ့ကော်ပီဟင်းကျူလေးကလည်းအစင်းနဲ့ဖြစ်ပါပြီ။အားလုံးအစင်းနဲ့ဖြစ်ပြီးဆိုရင်တော့စပြီးတော့တုတ်ပါမယ်။ဇလုံးတစ်ခုတည်းကိုမုတ်ဖတ်ထည့်။ငါစီတက်ချစ်တော်နီစီချက်အိမ်လော်ပဲမုံလေးလဲထည့်ပါမယ်။ ငပြရေမကြီးသေးတော့ ready made အနှစ်ဘူးတုံးထားပါတယ်အားလုံးထည့်ပြီးရောင်းဝင်မယ်အရသာနေတော့ပဲဆိုရင်နနမင်ကြိုက်ရင်နနမင်တဲ့အကြော်လေးတွေပါဖြစ်အစင်းနေဖြစ်ပါပြီအခုဆိုရင်တော့အင်ကြော်ပဲကြော်လေးနဲ့ငါးစီချက်မုတ်ဖတ်တူလေးရလဲအစင်းသစ်ဖြစ်နေပါပြီအနံလေးကိုမှွှေးနေရပဲချစ်တဲ့ငယ်ချင်းတို့စားပါဦး ဘိုက်တွေလည်းစာနေပြီဆိုတော့ဆွဲပြီ။အိုးပဲကြော်လေးကလည်းကျွတ်နေရပဲ။အရန်ကိုစားလို့ကောင်းပါလေ။ဟင်းကြိုလေးလည်းတောက်။အရန်လွယ်ကူပြီးစားလို့ကောင်းလို့ချစ်ငင်ချင်းတို့လည်းလိုက်ချက်ကြည့်လိုက်တော့နော်။ကဲစားပြီဆိုရင်တော့ထုံးစံတိုင်းစေးကြော်ရေတုပ်ဝင်းနဲ့ပုတ်